မှာဘယ်လိုပြန်ပြီးတော့လှုပ်ပြနိုင်မလဲဒါလေးတော့ပြန်ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေပြကျွန်တော် CC ခါလီယာတွဲလုံးလေး front line မှာတော့ပြန်တွေ့ရတယ်လို့တစ်ဖက်မှာလည်းဒါ heater ပိုင်းညာနည်းနည်းပြန်ပြီးတော့ထွက်လာခဲ့တဲ့အပိုင်းလေးလို့ရှိတယ်ပေါ့လေအဓိကတော့ combination ပိုင်းအနေမှာကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ပုံမှန်အတိုင်းလေးပဲဒါရှီယာ king flash တို့ရှီဇူးတို့တွေလှုပ်ပြနိုင်မလဲပေါ့နော်ဒါလေးတွေကကျွန်တော်စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်နော်ကျွန်တော်ဒီအခြေအနေတစ်ခုကတော့ ပါလာဒင်းစ်နေရတော့ကျွန်တော်မနေ့ကဘာဝင်နေတဲ့ဂိမ်းတစ်ခုလေးရတော့ AI Esports ကနေပြန်ယူလာလို့ရတာဆိုတော့ Mythic Scene နေရာနေထပ်ပြီးတော့ကျွန်တော်ဒါ Night Boy ရောက်သွားနိုင်မှာ Oh Titan Strike match သွားပြီးထောက်တိုင်းနေပဲဘူရဲကျွန်တော်ပြန်ပြီးတော့ပေးဆက်လိုက်ရတယ်ဗျဟုတ်တယ်နော်ပါလာဒင်းကဟုတ်တယ်နော်ကျွန်တော်ဘူရဲလို့ခေါ်တယ်ဗျတကယ်ပဲ Early Game နေမှာတော့နော်ကျွန်တော်စတင်ပြီးတော့ပဲလည်း movement လေးမှားသွားတယ်ပေါ့ဗျာဒါလေးကသူပြန်ပြီးတော့စဉ်းကျင်နိုင်မလားပြန်ကြည့်ရမှာပဲဘူရဲကဘယ်လိုလဲလို့တော့မေးကျင်တယ်ဒါပေမဲ့မေးခွင့်မရသေးတဲ့အနေထားနော် အော်ရီယာပရီဒီရှင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမက်သစ်စီအနေနဲ့80ရာရင်တော့လာတင်းစ်ကတော့ကျွန်တော်ဒီချိန်မှာ30ရာရင်တော့ရှိရပြာ80 30ဆိုတာလဲဒါကျွန်တော်တို့အရင်ကြီးတော့များတဲ့နေသားမျိုးလို့တော့ပြောနေကြတော့ဖြစ်မှာလားဟမ် 50 50တော့ဖြစ်တဲ့လေကျွန်တော်လည်းသိရှိပါတယ်တိတ်တော့ fan ဖြစ်သေးဘူးလား80 30တဲ့ဆိုတော့80 30ဆိုတော့နိုင်ငံတော့များတယ်ကနော်မိသစီအနိုင်ကတော့ talent prediction တွေကတော့ကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတဲ့အပိုင်းလေးတော့ရှိတယ်ပြန်ပြီးတော့ DC လေးပဲအော် Hades ကတော့ပလာဒင်းเนาะသူကတော့နှစ်ဖူးကနေဆိုတော့နည်းနည်း avatar လိုပဲနည်းနည်းပေါက်နေတာသူကသူများနဲ့မတူချင်ဘူးဗျ Hades ကတော့เนาะအဲ့လိုမျိုးလေးတော့ကျွန်တော်တို့ရှိတယ် ဆိုတော့အပေါ်လိုင်းမှာလည်းတစ်ဖက်ကဒေါက်ရှော့ဆိုလိုပဲဒီဘရော့အနေနဲ့ဒေါက်ရှော့လိုက် try နေကြတဲ့ခက်တဲ့တခုမှာခွန်နီရဲ့ CC ယူနဲ့အရင်ဆုံးလိုက်ရတဲ့ခြေတဲ့တခုကမဟုတ်ခဲ့ဘူးပြအဘရာနော့ကလဲညပြန်ပေးခဲ့မယ်နောက်မှလည်းဒေါက်ရှော့ဆိုလို try ရင်ပြန်ပေးမှ1 for 1လေးပဲချက်ကြည့်ထားကြတဲ့ခက်တဲ့တခုမှာတော့ရှီဇူး King Flash ကိုတော့ပြန်ပြီးတော့အဆုံးသတ်ပေးထားလိုက်ပါပြီအားလုံးကအင်ထရိုပိုင်းနေတော့ပါလာဒင်သွားနေတဲ့ပုံစံတော်တော်လေးအဆင်ပြေနေဤထားတည့်ရလို့ကျွန်တော်ဆူရမယ်ဗျာဟုတ်တယ်အဲတစ်ဖက်မှလည်းကျွန်တော်ဒီ G Pro light ထောက်တဲ့ဘိုင်းနေရောကျွန်တော်ဒီခွန်လိုပါပြန်လာမှတော့ရမယ် like ကထားတယ်အဲတော့ hand နေ၃ချက် manipulation တော့ပြန်ပြီးတော့ထောက်တဲ့ရှီဇူးဒါမှမဟုတ်ကျွန်တော်၃ရက် duty ပိုင်းမှုအတွက် time နဲ့ကိုက်ကိုက်နေသွားနေ retreat မှာတော့ကျွန်တော်ပါလာဒင် 这边有要多一点啊，OK，走小贝，赶紧过来抓的嘛，搂住搂的，那么抓，diff，我俩这些呢，反正 fine piece 的抓的嘛呗，如果给，再讲，这边又住多那几个的，如果 TV，今天不也的嘛，那几个 left，抓的，不然老抓的，就咱们喽，抓我那来这么帮，那边那边没抓的呀，后面 diff，来一炮，那对面不也，喏，这种状态，比如说 sorry，不能理啊，这在讲呢，我出去 call 嘛嘞，他们比如来抓了，然后后面就跑。 ဲဒီမှာလဲ trying attempt ပြီးတော့ပြေးရတယ်ဒါမှမဟုတ်ပဲသူအရင်ကွာလို့တော့တိတ်မလို့ပြအရောင်းနဲ့ power wireless ဒီ off ပါတော့ double shot ပဲ ठी block ကိုထပ်ပြီးအဆုံးသတ်ပေးထားလိုက်တယ်ဗျာ CCD ပုံမှန်အားပြည့်ကျွန်တော်တို့ဒါလိမ့်တာဘူးတဲ့ထုတ်လိထုတ်လိထုတ်တာရှိတယ်များတယ် hero တွေပဲဒါမှမဟုတ်ပဲထေတာတောက်ချောက်လိုက်ပြီးအရောင်းနဲ့ဆုံးချင်တဲ့ light try နေရတဲ့ခိုက်တယ်မှာသူဘလူးမတော့အားလေးကမတ်ချက်အရာရက်တီလို့မရအောင်ဆိုတော့ editor မျိုးလေးလေးပြန်တွေ့နေရတယ်ဗောနော်နောက်ကဲမတော့ N1K တိုက်တော့ပြပြီးတော့ကွာဟမှုတွေတိတ်မရှိသေးဘူး။ Little Wonder 5မှာလည်း King Flash အနေနဲ့ဆက်ပြီးတော့ရရှိထားဖို့လို့များတယ်။ဒါပေမဲ့လည်း နောက်ပိုင်း35ဒီမှာတော့ကတော့ကြာနေဒီ deep rock ခေတာရဲ့ accommodation ဘယ်လောက်လေးဖြစ်နိုင်မလဲပေါ့လေနော်ဒါလေးကတော့စိတ်ဝင်စားဖို့ကောင်းတဲ့အနေထားဗျဟုတ်ပါရဲ့လက်ရှိရလေကျွန်တော် mythic scene နေအားလေး minute တွေမှာတော့နည်းလေးရုန်းကန်နေရတဲ့အချိန်တည်းလို့ဆိုရမယ်ဗျအထူးကတော့ကျွန်တော် header နဲ့ laning phase မှာအသွားပြီးတော့ထောက်နေခဲ့ပြီးတော့ hero key တကောင်ပြန်ရထားတယ်ပေါ့နော် ီလိုနေရတော့ Hannah Strike တွေပါပြီးတော့ပြန်ပြီးတော့ပြီးလာပြီဗျာသူတို့သွားကျင်ခဲ့တဲ့ setup တိုင်း Kalia Eve တွေလေးကျွန်တော်တို့ဒါပြန်သွားနိုင်မှာအဆင်ပြေလိမ့်မယ် Paladins ကတော့ကျွန်တော်ရှင်းနေဒီ Garaga Charge ကျွန်တော်ဒီနောက်မှာဒီ Jushin ပြန်တွဲရပုံစံမျိုးဗျာ Unbreakable မိတာနဲ့အဲ့ကောင်ကတော့ကျွန်တော်ဒါ Sky Bolt ခံရမယ်အဒီထားတည့်ရလို့ကျွန်တော်စုရမယ်ပေါ့ဗျာ ုတ်တယ်เนาะကျွန်တော်ပေါ်မှာလဲခွန်းနေနေအဲ့လောက်ကြီးတော့မတာတော့ဘူးဗျာအဓိကဘာလဲဆိုတော့ကျွန်တော်တို့ဒီအာလီဂိန်းနေမှာအော်ကတ်တိန်ကောယူယူပလင်းနောက်မှာတောက်ရှော့မကျွိုင်းလော်ဒ်ဖိုင်းဘီနင်းနာတဲ့နောက်မှာတီဘရောဝေးဖလက်ကလေးကြားရမှာအော်တီဘရောကျွိုင်းကိုပြန်ပြီးတော့တပ်ပြသွားတယ်ဗျာ 1v1 1v2 ရဲ့အနေထားမျိုးတွေမှာဟေဒါနဲ့အတော်လေးကောင်းတဲ့ regeneration pine နဲ့ spare band pine တွေကိုကောင်းကောင်းပြန်ပြီးတော့ပြသထားခဲ့တဲ့အနေထားမျိုးတွေတော့တွေ့ရရတယ်ဗျာ tower bandage လည်းပြန်ရခဲ့တယ်ဆိုတော့ချက်တစ်ခုကြောင့်တော့ Game Flash ရဲ့ဂျိုအိုင်းပြန်ပြီးတော့ကြားခဲ့တဲ့ချက်တစ်ခုကမက်ဒစီတို့အတော်လေးဥမာကျွန်တော်ကြီးမားတဲ့နင်နာမှုတွေတော့တွားပြီးတော့ဖြစ်ခဲ့တယ်အဲ့တော့နဲ့ဆုံးချထာပြီးတော့သွားနေတာပန်းလေးရှိတယ် regeneration ဒီ ambush လုပ်ပြီးတော့မရဘူးဆိုရင်တော့မှတစ်ဖက်ကခွန်ရဲ့ blitz တွေ cutting goal တွေကိုသူကောင်းကောင်းပြန်ပြီးတော့ရှောင်ပြနိုင်စွမ်းအပြည့်တော့ရှိနေပါပြီ။လက်ရှိချိန်မှာလည်း Jordan Defy တကူကပြန်သွားဖို့ကြိုးစား Titan Strike ကြားမှာဘူရဲ့ပြန်ဝင်လာဖို့လုပ်နေသေးရဲ့ဗျာ manipulation ကိုပြန်ပြီးထောက်တယ် king flat judge ray dynamic retribution ပါဖို့ကြိုးစားမပြားလိုက်ဘူးဗျာဂျူနိုနဲ့ကျွန်တော် residue by ပြန်သုံးနိုင်ပဲ target objective b ဝရတဲ့အချိန်ဒီမှာတော့နှသိန်းလုံးပြန်ပြီးတော့ဆိုင်မတော့မဟုတ်တော့ပဲတဲ့နောက်ကတော့ပြန် forward သွားပါတယ်အဓိကတော့ဒီ target objective တွေအားလီကိန်းအဲ့လို linear rotation movement တွေเนาะတော်လီကကောင်းမလားဘူးရင်ဒီတစ်ခါမှာတစ်ပြုတ်ဆွဲသွားတာ carry hero ကြီးတော့တောက်ချက်မကျူးတော့ nvp ကိုကြိုးစားခဲ့ရင်မလဲ right time bucket တွေကြားထဲမှာ cherry duty ပို့ရဲ့ပြန်ဆုံးသွားတော့တောက်ချက်ကိုလိုက်ရဲ့ချီစုသုံးလုံးပြန်ပိုင်းပြီမလဲကျွန်တော် flick ကတော့ပြုတ်ထားတဲ့ကြားထဲမှာ အဖာတာရဲ့ရိုက်ချက်ကတော့တော်တော်လေးကောင်းနေရင်လည်းရှိသူ the five piece တွေချာမှာပြန်ကြတယ်ဗျာ 1 for 2 trade ဆိုတဲ့အခြေအနေမျိုးနဲ့ပဲပြီးဆုံးသွားရပါပြီ Paladins တော်တော်လေးကောင်းတဲ့ early game intro တခုတော့တော့ရှောက်ဆူလို့ပြသရနေပဲ now gap မှာ 1.2k goal လေးနဲ့လောက်ထိပြီးတော့ဆက်ပြီးတော့အသာရတဲ့အခြေအနေမျိုးလေးတော့ဖြစ်သွားတယ်ဗျာမစ်သစီယာဒီကဒီမှာရိုင်းရိုင်းမှုတွေရှိတယ်သူတို့ဒီဒါရိုးပြောင်းခဲ့တဲ့အပန်းလေးရောဒါနည်းနည်းလေးကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှင်လဲဒါလူစင်းပြောင်းလဲလေအများကြီးမတိမငင်ဖြစ်ခဲ့တဲ့အနေအထားမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ missing transfer တခုမှာတော့သူတို့နည်းဘယ်လိုမျိုးပြန်ပြီးတော့ပြင်ဆင်နိုင်မလဲဆိုတဲ့ချက်ကလေးကလည်းစိတ်ဝင်စားဖို့တော့ကောင်းတယ်လက်ရှိမှာတော့ Paladins ဒီ early season ပိုင်းအနေမှာအနည်းငယ်လေးနေပါခဲ့တယ်ဆိုပေမဲ့ဒီအခြေအနေမှာတော့ မနေ့ကဒီ AI Esport တုတ်ပြန်ခဲ့တဲ့ပုံလေးကလည်းမဆိုးဘူးဗျဒီ game 1မှာလည်းသူတို့သွားနေခဲ့တဲ့ intro လေးကလှတယ်လို့ပြောရမယ်ဟုတ်တယ်လက်ရှိကကျွန်တော်ဒီ Paladin အစီအနေနဲ့တော့ကျွန်တော်တို့ရဲ့ Plain Style တွေကအစဉ်ပြေးရဲ့အနေထားတည့်ရလို့ဆိုရမယ်ဗျအဲ့တော့ Holding အဲ့တော့ Handing တွေကတေတုပ်နေတာနော်ကျွန်တော်ခွန်း level 10ကိုချောင်းမှုရှိရဲ့ဒီကလည်းကျွန်တော်ဒီ Titan ချင်းရရှိထားတဲ့အချိန်ဒီမှာ Paladin အစီအနေနဲ့တော့ကျွန်တော်ဒါတော်တော်လေးအစဉ်ပြေးရဲ့အနေထားတည့်ရလို့ကျွန်တော်ဆူရမယ်ဗျကဲနော်ကျွန်တော်ဆိုတော့ဒီခေါက်တက်တဲ့ဖိုင်လေးကိုတော့ပြန်ပြီးတော့ကြီးမားတော့ရမယ်ဗျာအဓိက Paladins က ဒီသူတို့နောက်ပိုင်းမိနစ်တွေမှာပေါ့နော်ပြန်ပြီးတော့ Oxidia ရဲ့ damage ကိုပြန်လည်ပြီးတော့အသုံးပြုဖို့တော့ရှိနေမယ်ချီချူတီလုံးဝမသိထားသေးတဲ့အချက်လေးကကောင်းတယ် Juno Sky Bia ဆောက်တော့6မိနစ်လောက်မှတော့စပြီးတော့ပါလာတယ်နှစ်ချောင်းလောက်တော့ရှိနေဒီက K Flash ကလည်းပုံမှန်သွားပြီးတော်လို့ကာကြတယ်ဒါမှလည်း Debra ရဲ့2ချက်ကတော့တော်တော်လေးတော့ ကျဲတယ်လို့ကျွန်တော်ပြောလို့တော့ရတယ်ဗျာနော်ကျွန်တော်ဒီ power wine lab ဒီအဲ့တော့ handling နေကြတဲ့မှာ join ရတော်တော်လေးသွေးနေရတာဗျာအားလည်းကဲ matchup ဘာနေမှာ header သွားနေခဲ့တဲ့ movement ကတော်တော်လေးအဆင်ပြေလို့ကျွန်တော် review ရမယ် competition ဘာနေလဲတစ်ဖက်က CC ကိုပို့ပြီးတော့လွှမ်းမိုးထားနိုင်တယ်ဦးဆောင်ထားနိုင်တယ်ဆိုတဲ့အနေထားမျိုးလေးလည်းပြန်တွေးလိုက်ရတယ်ဗောနော် CC ကတော့ကချာလိုမျိုး goal fight တစ်ခုသူတို့ဖြတ်ခဲ့ပြီးတော့ကတော့ကချာ AOG နဲ့ header လိုမျိုး competition ကောင်းကောင်းသွားလို့ရတဲ့ hero မျိုးနဲ့တွဲလာတယ်နောက်မှလည်း fusion လနော်ဖလဲနဲ့ခရစ်စပင်ကိုပါလာခဲ့ဟီးရိုးကောင်နဲ့ကောင်းကောင်းသွားနေတဲ့ခန်းနဲ့တခုခွန်အုံးလေးပဲပြန်ရှိနေကြတော့ကာတင်ကောင်နဲ့တူမလေးပဲ try ကထပ်ပြီးမှတော့ရှီဆူပဲထက်ရလို့အဲ့တော့နဲ့တော့ကျန်ဘေးကိုဖလဲတောက်လျှောက်ပေးတဲ့ rear wall ကိုပြန်ချခဲ့မယ် kill speed နဲ့ tree pro ထပ်ပြီးတော့ some the kill flash နဲ့ alert fire beast တွေ back line like ကတဲ့ခန်းမှာ swim slowly ဆွဲလာရတယ်မယ် one for one trigger တဲ့ခန်းမှာတော့ starter ကတော့ miss see ထပ်ပြီးတော့ပေးထားပါသေးတယ် hero k ကတော့ပြန်လဲသွားတဲ့အချိန်ဒီတရလို့ဆိုရမယ်ဒါပေမဲ့ starter 3ချိန်လုံးကိုတော့ paladin ဘက်ကရရှိကြပါဗျာ ရှိစူးအနေနဲ့ level level ပြန်ရောက်နေတဲ့အချိန်မှာ king flash က level 9ဆိုတော့မင်းမှရှိတဲ့ first round ကိုတော့ paladin ဂျာဂူကိုကျူးတာနေတယ်ဂျာဂူမှာ team pro down shot ဆိုလို့ line hand မှုထားပေမဲ့ အရင်တက်ဖို့တော့မလိုဘူးအဓိကတော့ကျသူစီမှာတော်တော်လေးမြန်ဆန်သွားရတဲ့အရာတွေရောအလေးနေ face မှာတာနေရဲ့အချိန်ကအတွက်ကြောင့်ဟိုပဲသူ့အနေနဲ့လောကကံရအဆင်ပြေရဗျဟုတ်တယ်နော်ကျွန်တော်ရှီဇူကလည်းဒီပွဲကတော့တစ်ခါတော့ပဲမှောက်ထားတာဗျအဓိက king flash စီမှာလည်း identity bar တွေကတော့သွားပြီးတော့ရှိတယ်ဂျန်ဂလာနှစ်ယောက်ကြားမှာတော့ဒါ level 10လောက်တော့ကွာမှုရှိမယ်လေအရင်ကြီးတော့မများသေးဘူးလို့သုံးသပ်လို့ရတယ် platin စီဒီနှစ်ပွဲစမှာ method c ကို 2.6k နဲ့အတူပဲပွဲချင်း10မိနစ်လောက်မှာစပြီးတော့နောက်ထိန်းထားနိုင်တဲ့တောင်းမှလည်းတောင်းလျှောက်ပဲပူရဲဆွဲလာရင်တော့မှ tbro ကြီးပါလာဗျကာတိန်ကော u plus ကြီးကြားမှာဟော tbro မသိဘဲနဲ့တော့ပြတ်သွားခဲ့ဗျာဟုတ်တယ်တီဘရောကလုတ်ပြနေရနော်ကျွန်တော်အားလီမာကလေးကအခင်းကြီးသုံးကောင်ကြီးကကြိုက်နေပြီကြိုက်နေပြီနော်ကျွန်တော်လုတ်ပြနေရအခုလဲရှိတော့သူပြန်ပြီးတဲ့အလဲတော့ရောက်သွားပြီဘူရဲအော်တက်ပြတ်တယ်ဗျာဒီကခင်းနေတော့မလား AOG ဖလစ်ကတက်ကောမှာတစ်ဖက်ကလည်းနီကိုနေနဲ့ဘက်လိုင်းမှာပြန်ပြီးလွတ်မြောက်ထားခဲ့ဆိုပြီးအောက်မှာတော့ Obsidian အနေနဲ့ Cherry QD အပိုင်ချိုးနေခဲ့တဲ့အခါတည်းမှာ online second turret low advantage အများကြီးထိပါ platinum စနေနဲ့ဆက်ပြီးတော့သိမ့်မိုက်ထားနိုင်ခဲ့တဲ့အနေထားမျိုးလေးလည်းဖြစ်လာတယ်နောက် gap ဒီ overall နဲ့ 4k ဘွားဘလက်ကရစ်တဖက်ကလည်း king flash နဲ့ destiny ပြောင်းပေးထားတဲ့ backline မှာတောင်းချောင်း l ခနဲ့သုံးချက်ထိုင်ထုနေကြတဲ့ tee pro real manipulation မှာထပ်ပြီးတော့တောင်းတဲ့ cutting core ရဲ့ piece ဒီ oh my hand of bone နဲ့တဖက်ကလည်း cherry qt ပြခွဲနေတဲ့ 4v1 နဲ့ king flash ဘနာရီပဲဖြစ်နေကြတဲ့ခိုင်တဲ့ကူရောမင်းစီ hero game မရမယ်နဲ့ပြန်လာပြီးတော့ 4v target ရပါပြီမသေးတာအဲ့ကောင်မသေးတာတကယ်မသေးတာဗျာနော်ကျွန်တော် tee pro 401ဆိုတဲ့ game ကြားရမှာတကယ်အသေးလှပနေကြတဲ့ tee pro ရဲ့နော်ကျွန်တော် hero လောက်ွက်တွေကတော့တော်လေးများတယ်ဗျာမင်းစီကလည်း အဲ့လိုမျိုးတေဖို့ခတ်တဲ့ကောင်ကတီးကျင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝိုင်းပြီးတော့တီးပြင်မယ်လေမကြသေးဘူးတော့ဖြစ်နေပြနော် Sky Bia သာဘာညာလေးတော့စပြီးတော့ပါလာပြီ KSD 14ရေဒီဟီရာယူဘယ်လိုဖြတ်ကြမလဲဆိုတဲ့သုံးသက်ချက်လေးကိုဆက်ပြီးတော့ပြောလိုက်ရအောင်ဗျာအဓိကတော့နည်းနည်း item လေးပြန်ဆောင်မှရမယ်တော့ mid season နဲ့စိတ်ရှိသီးခံလမ်းကြောင်းမှန်တဲ့အခြေအနေတစ်ခုပြန်သွားနိုင်မှရမယ်အာကျွန်တော်လက်ရှိအခြေအနေကတော့ T Pro ကရှိသမျှစပယ်အကုန်တောင်းပြီးတော့ မေဒီကန်လို့ဖွေးဖို့အတွက်ပဲသူအနေနဲ့ပြန်ပြီးကျိုးစားအောင်ပါဗျာအဲ့တော့ဒီဘရော့ကိုကြော်ပြီးတော့တီးကြပါဗျာအဲမော်ဒီကားကြီးကပြန်ပြီးခုန်ဖေးထားတယ်ဗျာကာနီကောနဲ့တူမန်ဖက်ကလည်းဘက်ကလိုင်းမှာသွားပြီးတော့မိနေတယ်လန်နိုဖလန်နဲ့ဘေးစ်ကွန်ထရိုးရီအမကင်ဖလက်ရှ်နဲ့မချသေးဘူးတော့မှယူကလီဒီနဲ့တဲကြားခဲ့တဲ့ခိုက်တာတစ်ခုမှရီယောနဲ့ရီဖရီဗျူရှိုးတဲ့ဖက်ကလည်းရှီဇူးပဲပြန်ရနေတယ်ဒီဘရော့အုံးလေးကိုလိုက်ချနေရက်ဆာဒီချောက်ချာဘူယန်နဲ့စတရိုက်လေးပြန်ပေးခဲ့တဲ့ချယ်ရီကူတီတောက်ချောက်ပြခွဲနေခဲ့ဟန်ဒဘောင်းနဲ့အမတဖက်ကလည်းခုန်ဘန်ဂျတ်စ်နဲ့ပြန်ကထားနိုင်ခဲ့နောက်မှာဒီလော့လည်းဖလာဒင်းစ်ဆက်လက်ပြီးတော့တိမ့်ပိုက်ထားနိုင်သေးပါပဲဒီတစ်ခါမှလည်းဘူယန်ထပ်ပြီးတော့တောင်းသွားခဲ့ရတယ်ဗျာရီကတီဒီနဲ့ပြန်ပြီး လဲလဲထားတဲ့နေထားလို့ပဲကျွန်တော်သုံးသပ်လိမ့်မယ်နော်ရှီသူရဲ့ review ရှင်းနေတကယ်လို့သွားကောင်းနေခဲ့တယ်ကဲ plannings ကတော့မနေ့ကလည်းတို့ဒီအကောင်းဆုံး lesson ကောင်းတွေပြသခဲ့ပြီးတော့နိုင်ပွဲလေး again again နိုင်ခဲ့တယ်ဒီနေ့မှလည်းထပ်ပြီးတော့မသစီလို့တင်မျိုးနဲ့ရင်ဆိုင်တဲ့အချိန်မှာ plannings ဆိုတာဘာလဲအားလုံးသိအောင်ဒီနေရာနေစပြီးတော့ပြသနေပြီလားဆိုတော့မေးခွန်းတွေကတော့ရှိလာပြီဗျ king flight ရဲ့ join ဒီနေ့ပွဲစဉ်မှာ flight control အဓိက charity နောက်ကောက်ခွင့်မရအောင်ဖြစ်နေတယ် ဟုတ်တယ်ဒီကတော့ဒီရိုင်းချိုးလို့မရဘူးဖြစ်နေရ။ Oxide ကလည်းပြောပါမှာဒီ Brown Wine ဖြတ်ပြီးဒီတစ်ခေါက်ကတော့ Not Drone ဒါမရတော့ဘူး Shut down game နော်။တင်ရင်တော့မြေကြီးရဲ့ရောက်မှာပဲဗျာ။ဂျူနိုနေနေကတော့ကျွန်တော်ပြန်ပြီးတော့ Shut down game ရရတယ်ဆိုတော့ချက်တစ်ခုကတော်တော်လေးကောင်းတယ်ဗျာ။ဒီပိုပြီးကောင်းတဲ့ချက်တစ်ခုက SD Fooding ရဲ့သင်္ခါးသဘောတရားရဲ့ပါလာခဲ့တဲ့စတာတွေတော်လေးသဘောကျပြီနော်။ Melee First Star ရဲ့တစ်ခါတည်းပေးသွားပြီ။ဒါမှလည်းပဲ Mid Season အနေနဲ့လည်းဒီလိုပြန်ပြီးတော့ Repair လုပ်နိုင်ခဲ့တယ်ဆိုတော့ချက်တစ်ခုကတော့ကောင်းတယ်။သို့တော့ မက်ကွန်ထရူနဲ့တဝါဗန်နေ့ချ်တို့အရေးပါခဲ့တဲ့ Mayor First Star ရဲ့ထပ်ပေးရတယ်ဆိုတဲ့အချက်ကြောင့်တော့သူတို့ buff တွေ general resource တွေပါအတော်လေးခွင့်ပြုထားတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ဗျာ basically ပြောရရင်တော့ Juno ဒီလည်းသူ့ရဲ့ golden time အတွက်နည်းနည်းပို့ပြီးတော့အဆင်ပြေလာတယ်ဒါပေမဲ့လည်းပဲ critical time နဲ့၃ချောင်းလောက်ထိပြီးသွားခဲ့တဲ့ obsidian ဒီ now get မှာ900လောက်ထိဦးဆောင်ပြီးတော့ hellclaw basket fury winter က၃ချောင်းဆက်ပြီးတော့ပြီးသွားပြီဗျာဟုတ်တယ်နော် တို့လုံးမယ်ဒီဂျင်လေးကချယ်ရီကျူတီကိုဘယ်သူမှအင်းလို့မရဘူးဖြစ်နေမနေ့ကလည်း AI ဖောင်းနဲ့ပွဲစဉ်မှာချယ်ရီကျူတီရဲ့ Oxidia performance တော်လေးကောင်းတယ်နော်ဟို Android တွေပါရီဆော့ပြပြီးတော့9ဝါလို့ရှိတယ်အခုလည်း Android ဖြစ်နေတယ်ဘိုးရဲ့ဘလူးမှအနာကက်လို့မရဘူးသူ့ကိုကြော်ဖို့အတွက်ဆိုရင်တော့ DT Pro တို့နော် Avatar တို့ Rookie Tee တို့ဒီလိုမျိုး hero တွေကိုကြော်ဖြတ်ဖို့တော့လိုနေသေးတယ်ဗျာ join ရတယ် when a crown လေးပါလေးပြန်ပြီးတော့ပြီးဖို့တော့လိုနေသေးတဲ့အနေအထားမျိုးလို့တော့ကျွန်တော်သုံးသပ်ရလိမ့်မယ်ဒါကြီးချိန်မှာတော့ Nico Blowing လေးရောပါလာပြီဗျာဆိုတော့ပုံ damage ကလည်း Father Mode ပဲနဲ့ E ဖြစ်နေရယ်ဆိုတဲ့အချက်တစ်ခုကြောင့်မလို့အနေငယ်လေးတော့ ီ cherry duty အတွက်ကနော် comfort ဖြစ်နေလို့ခံစားရတယ်ဗျ။ ဟူဒီဖရန့်ဘိုင်းမှာလည်းကျွန်တော်ဂျန်ဂလန်နှကောင်ကြားထဲမှာကွာချောင်းမှုကတော်တော်များရည်ပြနော်ကျွန်တော်ဖလာဒင်းစင်နဲ့ဒီဂိမ်းနံပါတ်1အားလီဂိမ်းအင်ထရိုဘိုင်းရတော့မိုက်တယ်နော်ကျွန်တော်ဒါဒီဘေးဒရောမိုက်တဲ့အခြေဒီမှာတော့ရှိရည်ပြအဲ့တော့ကင်းဖလက်ကောင်နဲ့ဒီဒီဖောင်းမှုကိုကြိုးစားသွားတယ်ဘီစီတက်နေထိုင်နေပဲတိုးလို့မလွယ်ပြအဓိကဘိုယဲရဲ့ပစ်ကော့ဖ်မှာဒီချယ်ရီကျူတီတို့ဘာလို့ဖမ်းပေးနိုင်မှာရမယ်နော်အဓိကနောက်ပိုင်းဘိုယဲပစ်ကော့ဖ်သွားတဲ့အချိန်မှာအဲ့လိုဘတ်ဒမ်မေ့ချ်သွားပေးနိုင်မယ်ဒီဖာစာပါညာဆိုရင်တော့ကိုယ်ပြောခဲ့သလိုပဲကျွန်တော်တို့အရင်ရောပြဿနာမရှိဘူးကြာ if လိုမျိုးပုံတမ်းပေးချင်တဲ့ဒီ channel နဲ့သွားရတဲ့အခိုက်အတန့်မျိုးတွေမှာကျွန်တော် real war manipulation ဒီဖာစာရဲ့ air strike လိုမျိုးချက်ချင်းပြတ်သွားနိုင်ခြင်းတော့မ ရှိဘူးအဲ့တော့ကျွန်တော် backline နဲ့ obsidia အနေနဲ့ cherry qd အတော်လေးဟိုမှာ fully power spike ဖြစ်နေရဆိုတဲ့အနေအထားမျိုးလေးကိုတွေးလိုက်ရတယ်ဟန်တော့ဘုံဒီ single target ပဲဒီကောင်နဲ့တွားပြီးတော့ပြစ်လို့ရမှန်တယ်ဒါမှလည်းပဲ late minute punch တွေမှာသူ့ရဲ့ damage ကို enemy quest တွေ tower တွေဒီ physical defense တွေအရင်မကောင်းခဲ့ဘူးဆိုရင်တော့ obsidia အကုန်လုံးပြစ်ခွဲပေးနိုင်ခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့ပြန်ပြီးတော့တွေးရအောင်မယ်လာပြီးတော့ထုတ်နေပြီ backline junior only ပဲပြန်ပြင်းနေကြတဲ့ customer standard ပြေးကြတဲ့ buy one နေသားမျိုးမှာ aog နဲ့ backline ကိုတွားပြီးတော့ပေးနေတယ်ဘူရဲဘယ်လိုလဲလို့ပြန်ပြီးတော့ main နေတဲ့ဘက်ကလည်းပြန်ပြီးတော့ဖြစ်နေတယ်ပရိုကဲတောက်လျှောက်ထပ် try နေကြတဲ့ခိုင်တဲ့တစ်ခုမှာတော့ mid the sea ပြန်လာပြီးတော့ forward ွားခဲ့ပါပြီမရဘူးဗျဒီချိန်မှာတော့ကျွန်တော်ပြောမှာဆိုလို့ရှိရင်တော့เนาะကျွန်တော်ဒီ tsunami slam နေ pick off တွေတောက်ချက်လုံးနေခဲ့တာကောင်းတယ်ဒါပေမဲ့ tbro တီတော်တော်လေးမာနေတော့မယ်ပွဲချိန်15မိနစ်ဆိုတဲ့အချိန်တခုတော့တွားပြီးတော့ရောက်နေတဲ့အချိန်မှာတော့မှသူက impact မကျသေးဘူးဆိုတဲ့အနေအထားမျိုးလို့သုံးသပ်ရမယ်ဗျာ cherry judy ကလုံးဝ purify နဲ့ဆော့လာခြင်းမရှိဒါသည်သူရဲ့ team mate တွေပေါ်မှာလုံချင်မှုအားကောင်းတယ်ကိုလည်း nico nico เนาะတောက်ချက်ဆိုရိုက်ခံနေရတယ်ဗျာ cutting ball yo please ကြားမှာ evia wall တက်ပြီးတော့လိုက်လာနေတယ်ပဲ 出卖这张王那边，出两千加拉，然后接着 Junoia 走路，回头又丢我们了。哎，起码一路跟那港边那边也有段位。Retreat 这位队友嘛，太帅！Tsunami 三的平路甩火，Ripana 又是 Retreat 变了有段位啊。哦，我把这边的别的部队过来挡一下，先做掉一个，然后看到阿布西亚的 Hand of Pain 的 Ball，然后 Killers Dream 和 Cherry Cutie，然后 Flash 抓不到，先一个，然后看到阿布西亚的 Two Men Down，Mid 的 C，三的平路，他们也站在这，我们 now get skills kill，领先尼玛那边，阿布西亚偏阵地，然后 Flash 看到的。 ခဲ့တဲ့ Everton ရဲ့ knock back line နဲ့အောက်မှာတော့ Paladins ပဲဒီ low နဲ့တူချက်ပြီးတော့တက်လာပါဦးမယ်။ရအောင်ရတောက်လျှောက်ဆိုလိုပဲ Paladins သင်းနေနေတော့လိုအပ်နေခဲ့တဲ့ low ကိုတော့ Shisu တကယ်လို့တတ်တတ်ရရလေးပဲရယူပေးသွားလေးကကောင်းနေဗျာ။ဘူရဲ့ pick off တွေကောင်းနေအလုပ်ဖြစ်တယ်ဆိုနေမဲ့လေ။ဒါပေမဲ့ Obush ပေးတဲ့ပိုင်းနေမှာတစ်ဖက်ကအစောပလုတ်တာတအားများနေဗျာ။ Tibro if ကိုသွားပြီးထိန်းရနိုင်ခဲ့သလိုနောက်မှလည်း Rookie T ရဲ့ Eugene တွဲလုံးတွေ Abrave တွေကို Gaflet နေရဲ့နိုင်ငံလေးပြန်ကြည့်နေရတယ်ဗျာ။နောက်လျှောက်ဆိုလိုပဲဒီ low နဲ့တူထပ်ပြီးတော့တက်လာဖို့ရှိနေခဲ့တဲ့ Paladins ဒီ ထမဆုံးသောမေဂါထောက်ရက်ကိုရယူသွားနိုင်မလားဖတ်ကြည့်ကြမယ်ဗျာလက်ကြည့်လက်ရှိအချိန်နဲ့လက်ရှိလက်ကြည့်အောင်ဖြစ်ကုန်ရေနော်ကျွန်တော်ကိုရရဲ့ mention တွေကတော့ကျွန်တော်ဒေဒေကိုစဉ်းစားစရာတခုဖြစ်လာပြီစောင့်ကြည့်ရမယ့်အရာကြီးဆိုတာထက်ဒီခေါက် minion wave နဲ့သုံးဝေလုံးတက်ပါဗျာအဲ့တော့73မိနစ်ကိုရောက်ရှိလာတဲ့အချိန်ကြီးဆိုတော့ပြေးရိုက်မယ်ဆိုရင် mega တလင်းလောက်ကတော့အသေးတော့ရမယ့်အချိန်ကြီးတခုလို့ကျွန်တော်တို့ဒါအတက်ပြောလို့ရတယ်ဗောနော်အဲ့တော့ခေါင်းတိုးဝေးမဲ့ကိစ္စတွေမှာ rookie dd ဝင်ပေးဖို့ပဲရှိမှာအဲ့တော့ king flash ကို final solution တော့သုံးလို့ r a l 罗里乌纳塞尼亚，贝比亚。哦，罗纳，o 是谁？我刚才在使用我的 Prince Control，比方说，我用的是 Shisu，我的 Solo k g a t e Flash，我这边有 s w a r e s 再来一个，我刚才 Four e Five Situation，帕尼，我发了 Anis，然后我用的是 Siski，然后 Flare，我刚才用 Target，来开一个 To，我发了，我用的是 Mini Wave，我用 Town，我这边有 Cherry Curia，Obsidia，塞比罗，First，我刚才 e Giant Quasar，来开一个 To，我发 All In，我发了，我用的是 Mini Wave，对，空耶，CC 拼了米奥丹，这边有 Sue，我那边用的是 Mini Wave，库，发了 Anis，哎呀，来比罗 Four B Five，我这边有 Ten，我用的是 Yard，对不呀？所以，我 One Line Mega，那边用的是 C，a 了米奥 Defense，我发了一个 Bobby。对呀，Game。 富拉噶多奶奶的，多比较难死了，多烧了的，现在这边比较低调一点，你晓比吗？这多少，比较，那百万们，你晓得 ြန်ပြီးတော့ king flash เนาะစိတ်လေးပါလေး shot လို့ရရင်တော့ shot ရားစေချင်တယ်ဗျာเนาะနောက်ပိုင်း minute တွေတွေအများကြီးတော့ကြံနေသေးတယ်ဗျာဒါပေမဲ့ mega တလင်းစပြီးတော့ပြေးရသေးတယ် online မှာလည်းကျွန်တော်ထွက်ပြီးတော့ minion wave နဲ့တူပဲတောက်လျှောက် cherry tree တောက်လျှောက်ကိုပြစ်နေမယ် apex real war ပဲကောပြီးတော့ကာခဲ့နေမယ်လေမရအောင်ဗျာတိုးလို့တော့မရတယ်ဒါပေမဲ့ king flash ဝင်လာလို့တော့ကြိုးစားနေသေးတယ်အရန်တိုးလို့မရအောင်သူတို့လူချင်းနဲ့ mega lane တွေကိုတော့ paladin's back ကပြန်ယူသွားတယ်လို့ပြောရမယ် mythic sea ကအကျော် point လင်းပြောရလက်ရှိ champion နေထားတစ်ခုမှရှိတယ်ဗျာဒါပေမဲ့သူတို့အနေနဲ့ line အပြောင်းလဲလောက်ခဲ့ပြီးရဲ့အချိန်မှာ mythic sea ရဲ့သွားနေခဲ့တဲ့ foul နေရတော်တော်ကြီး ဒါလှုပ်ခါနေရလို့ကျွန်တော်ပြောရမယ်ပေါ့နော်ငြိမ့်ရနေရနော်အနေထားကျွန်တော်အဖြစ်ကတော့မနစ်ကတော့တိတ်မတူတော့ဘူးပြဆိုတော့ဘိုယန်အနေနဲ့ဆူနမီစလန်လေးစပြီးတော့ပြီးမယ်ဆိုလို့ရှိရင်တော့ 4v1 ဖျက်လို့တော့ရနိုင်တယ်အဓိကကကျွန်တော်တို့ခဏခဏ mention လုပ်ခဲ့သလိုပဲ if the best damage မဟုတ်ဘူး reaper ဟုတ်မနေခဲ့ဘူးဆိုတဲ့ချက်တစ်ခုဒီတစ်ဖက်က team pro လိုမျိုးအရန်ကောင်းတို့ရတဲ့ front line တွေကိုသွားပြီးတော့ဖျက်ရမယ်အပားနေမှာ mid to see အားလိတူ making match မှာတွေကတအားကိုနောက်ကျခဲ့ရဆိုတဲ့အနေထားမျိုးလေးလည်းပြန်တွေ့လိုက်ရတယ်ပေါ့နော် first allow သာဖျက်ခဲ့မယ်ဆိုလို့ရှိရင်တော့အတူတူပဲ position တက်လို့မရတဲ့ need to juno လိုက်ပြီးတော့အဲ့ဒါခွန်းနဲ့သုံးချက်နဲ့ထိုင်တူးခံမယ် need to နည်းနည်းလေးတော့ damage ban နေမှာ obsidian ကိုလည်းကျွန်တော်ပြန်ပြီးတော့ pressure ပေးလို့ရနေတဲ့အနေအထားမျိုးလေးတော့ရှိတယ်အခုကျတော့ကရက်ကချာ AOG နဲ့နောက်ကပါလာခဲ့တဲ့ကောင်တွေကိုပြန်တောင်းဖို့တော့ကြိုးစားနေတယ်ဆိုပေမဲ့ header lens လို့တကယ်တကယ် backline ကိုလက်တွေ့ရောက်လာခဲ့တဲ့အခြေအနေမှာတော့လည်းသွားနေတယ်ဒီကိုသွားပြီးတော့ obsidian hand on ball နေကခေပိုင်း cherry qd ကဆုံးတဲ့နေပဲ medicine deal ကိုထပ်ပေးရဖို့တရားတော့ရှိနေခဲ့ပါပြီတော်တော်လေးကိုကောင်းတယ်နော်တော်တော်လေးကိုတက်ရတယ်နော်ဒီလိုပုံစံမျိုးတွေကိုကျွန်တော်တို့ဒါ cherry qd စီမှာစပြီးတော့တွေ့နေရပြီဗျာပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ ဒါဘာညာရောမဟုတ်ဘူးသွားပြီးတော့ပုတ်လိုက်တာပဲဒါပေမဲ့တောက်ချောက်ဆိုဆိုအဲ့တော့ဘုံနေနဲ့ပြန်ပြီးတော့တီးထုတ်ခံလိုက်ရတယ်ဆိုတော့တာဝါပြန်ကြည့်ရင်တလုံးမတော့မသိစီနေနဲ့မယူထားနိုင်သေးဘူးဗျအဲ့ဒီပြုံမှာဒီပွဲမှာဘူရဲရဲ့ pick off tsunami စလန်းကနော် hero only ဖြစ်နေခါကျတော့ cherry duty တုံးလာတဲ့ flag ကတကယ်မှန်လို့ပြောလို့ရလက်ရှိက၃កောင်နဲ့ dominion wave ကိုတော့သူတို့ပြန်ကာဝို့လို့ရှိမယ်နဲ့တူတယ်ဗျဒီချိန်မှာ rookie tv ကောင်းတော့ဦးတို့ကျိုးသွားနေ online မယ်ကောင်တော့ရောက်ယူဖို့ကျိုးသွားတော့ရတယ်ဗျဒါပေမဲ့အရင်ရောတိတ်မလို့ရတော့ mythic စီက ဒီချိန်မှာဖြည့်ရှင်းရမယ့်ပြဿနာရေတော်တော်များပါပြီ။ချိန်ယူဒီကိုလည်းအင်းရမယ်။ပြီးတော့ကျွန်တော်ဒီ bro ကိုလည်းဖြည့်ရှင်းမှုအတွက်ပုံ damage ပေးရမယ်ဗျာ။ဒီလိုပြဿနာတွေကိုဖြည့်ရှင်းမှုအတွက်နော်ကျွန်တော်ဒါဒီပြဿနာဖြည့်ရှင်းမှုအတွက်တို့စူးစမ်းမယ်။မဖြည့်ရှင်းနိုင်ဘူးဆိုရင်တော့ game 1တော့တို့ဒါကြာသွားဖို့ရရင်တော့များတယ်ဗျာ။ 8.2k network အသာလေးတစ်ခုမှဒီ long နဲ့တူတူ paladin အင်းစင်နဲ့အပွဲတစ်ခုလုံးအဆုံးသတ်ဖို့စူးစမ်းမယ်ဗျာ။ Mr. Landing နဲ့ပါသွားတဲ့ air paladin bro Oliver Garden ကမှ two man မှလည်း AOG backline control van နဲ့မှတစ်ခါလည်း online big out တော့ paladin စင်နဲ့ရလိုက်ပြီ။နောက်က backline နဲ့ရလာမှ hand bone နဲ့ landing flare နဲ့ကန်တော့ထားခဲ့တဲ့ kind တစ်ခုမှ King Flash ပြန်ပြီးတော့ forward ထားသေးရဆိုပေမဲ့ Shizu နောက်တဲ့ Minion Wave တက်သူ Law ကိုတက်ပြီးတော့ follow က Be Paladins ထပ်ပြီးတော့လုံမဲ့ character တခုမှာ 5v5 လေးပဲ Major C သူတို့ကတော့ real world manipulation ပြန်ပြီးတော့ရှိနေသေးပဲနောက်တဲ့ Minion Wave တို့တစ်ပတ်ကလည်းညီကိုစောင့်နေသေးပဲဆိုရဲ character မှာတော့ Paladins အရင်တက်လို့တော့မရတော့ဘူးဗျာကဲရိုင်းတက်လို့မရအောင်ဆိုရင်ဘာဆက်လုပ်ကြမလဲကျွန်တော်ဒီနေရာမှာစဉ်းစားရမှာကြာတော့နောက်တဲ့ပေါ်ဖို့တော့က10မိနစ်ကျော်လောက်သွားပြီးတော့ရှိနေသေးတယ်မက်ဂါသုံးလင်းရတာပြီမသက်စီလို့သင်းမျိုးကို network 8k မက်ဂါသုံးလင်းတာဝါတစ်လုံးမှမပေးရသေးဘူးเนาะပေါ်လာမဲ့ lock နောက်တဲ့10မိနစ်ကျော်အတွင်းမှာမသိစီတီသူတို့ရဲ့ tanning point ကိုပြန်ရှာဖို့တော့လိုလာပြီဗျာ Granger ရဲ့ corner တစ်ခုကိုတော့ကျွန်တော်ရောင်းနေပြီလို့သုံးသပ်လို့ရတဲ့အခြေအနေမှာ T-Bro ပဲဆွဲတော့မလားဒါမှမဟုတ် T-Bro မဆွဲရင်ရောဘာလုပ်လို့ရလဲ ST14 ရဲ့သုံးသပ်ချက်လေးကိုကျွန်တော်ဆက်လက်ပြီးတော့နားထောင်လိုက်အောင်ဗျာ T-Bro ဆွဲလေပြတ်မှာမဟုတ်ဘူးဗျာလက်ရှိအခြေအနေကခုနကကလည်းသူတို့တစ်ခါဆွဲပြီးွားပြီ CC ပြန်ချိန်ပြီးတော့သူတို့ရှင်းခဲ့တဲ့အရာတခုဗျာအဲ့တော့ မီတစ်စီကတော့ကျွန်တော်လက်ရှိချိန်ဒီမှာခုနကတော့ကျွန်တော်လုံးဝဖြည့်ရှင်းသွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီတစင်းကတော့ကျွန်တော် first အစင်ပြေလို့ပြောရမယ်။ itemization ရဆိုလို့ရှိရင်လည်း three carry ဘိုင်းဆိုင်ရမှာဆိုလို့ရှိရင် item တွေထွက်လာပြီ။ join ဒီလေ item passport အတွက်တစ်ကွက်ဖဲလို့အပ်တော့သလိုကျွန်တော် each ဆိုလို့ရှိရင်လည်းကျွန်တော်တိတ်မလို့တော့ဗျာ၃ချောင်းလောက်တော့ပြီးနေပြီဗျာ။ junior ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ winner crown တွေပိုင်းနဲ့ item ပြတ်ဆွတ်ထားတဲ့အခြေအနေတခုဆိုတော့မီတစ်စီနေနဲ့ minion wave management ပြန်လုပ်ပြီးတော့ပြန်သွားခဲ့တဲ့အချိန်ကြီး cherry qd ကိုပြန်ဖမ်းနိုင်မယ်ဆိုရင်တော့တမျိုးတစ်ပုံတော့ပြောင်းလဲသွားနိုင်တယ်။အဲ့တခုပဲဗျာကျွန်တော် paladin ကတော့ကျွန်တော်တွေ့တွေ့ရဲ့အချိန်ဒီမှာတိုက်ပါမယ်။ဘာလို့လဲသူတို့အသာသေးရနေ ရဲ့အခြေအနေတရမှာရှိရဗျာဒီချက်ကသူတို့နဲ့ဒါအပြင်ဒါအစ်တင်တဲ့အနေထားမျိုးလို့တော့ကျွန်တော်တို့ပြောရမယ်နောက်ကပ်ကလည်းအင်မတန်ကွာဟနေတယ်ဆိုတဲ့အခြေအနေမျိုးလေးလည်းရှိတယ်ဒါမှလည်းပဲ channel image ပါလာခဲ့တယ်ဆိုတော့ advantage တစ်ခုကိုတစ်ဖက်က mid scene နဲ့ကောင်းကောင်းကြီးပြန်ပြီးတော့အတုံးချနေပေါ့နော် real manipulation ရှိနေကြတယ်ဆိုတဲ့အချက်တွေမှာ if ကကောင်းကောင်းကြီးပြန်ပြီးတော့ defensive ကိုသွားလို့ရတယ် high ground defending ဘက်ကနေမှ paladin's ဘက်ကလည်း attacking လုံးရမယ့်အခြေအနေမျိုးတွေမှာသူတို့ဒီ close range mage တကောင်အနေနဲ့အရင်တူးလို့မရသလိုအားလေးကမတ်ချပ်ကလိုမျိုး heal impact ကနည်းနည်းလေးပြန်ပြီးတော့ချဆင်းလာတယ်ဆိုတဲ့အခြေအနေမျိုးလေးလည်းကျွန်တော်တို့စတွေ့ရတာဗျဒါဟာ ပါလာရင်းစနေနဲ့ဒီလော့နဲ့မအပ်နိုင်ဘူးဆိုရင်လည်းပြပြသွားရတယ်အဲခါတော့ဘုံနဲ့သွားပြီးတော့ချိန်နေတယ် EP Rio နဲ့တစ်ခါ backline control ရအောင်လည်းတော့ back camera ထားနေခွန် ပြန်တန်းချခဲ့တဲ့ခက်တဲ့တခုမှာကာတင်ကောလေးပြန်ချိန်ထားသေးတယ်ဆိုပေမဲ့ King Flash backline မှာ Shuzu Oliver Beast တွေပြန်ပေးခဲ့မယ်တစ်ဖက်လည်း Tanner Strike Tsunami Stanley Top on a 3v1 and Rosalie Chaoja backline Judo တောက်ချောင်းပြန်ခွဲနေခဲ့တဲ့ခက်တဲ့တခုမှာတောက်ချောင်း Shuzu Try on again Kellen Spree backline မှာ Beast တွေ King Flash ပြန်ပြခဲ့မယ်2 man down မှာတော့ Paladins ထက်အဆုံးသတ်ဖို့တက်ပြီးတော့တက်လာသေးတယ်ဗျာနောက်မှရှိနေခဲ့တဲ့ Juno တောက်ချောင်းဆိုသလိုပဲလုံးဝ long range damage တခုနဲ့တူပဲပြပြ Rookie တီးကိုအဆုံးသတ်ပေးထားသေးတယ်1 for 2အနေထားလောက်တော့သွားပြီးရှိရဗျာတခါရဲအဲ့ဂျင်နဲ့စိတ်ဆန္ဒလေးညားနေမယ်လေ Paladins စိတ်လေးကိုနေငယ်လေးပြန်လျှော့နေရင်းနဲ့ပဲဒီလောက်ကိုကေးဖို့အတွက် ပြန်လည်ပြီးတော့ဥမော်လာရပြဒီ bro ရဲ့အခန်းကဏ္ဍတဖြည်းဖြည်းနဲ့ impact တွေကျလာခဲ့ဆိုရင်လည်း damage zone လုတ်တဲ့ durability ဘိုင်းတွေကတော့အနည်းငယ်များကောင်းနေသေးရဆိုတော့နေတိုင်းမလို့ကျွန်တော်သုံးသပ်လို့ရတယ် drive ရှိတယ် land slot ရှိတယ်ကျွေးကျူဒီလောက်စာကင်းနေပြီဆိုတော့ဒီလောက်တကယ်ရမှာ platin လားပသစီလားကြည့်လိုက်ရအောင်ပါ platin စင်းနေတော့ကျွန်တော်လက်ရှိအခြေအနေမှာ zoning control ရအားသာနေတဲ့အရာတခုတော့ရှိရဲအဲ့တော့ dash ပေးမဲ့အရာတခုပဲကြည့်ရမှာအဲ့တော့ကျွန်တော်အဲ့နောက်မှာ eco and manipulation တော့ပြန်တော့ကိုးစားမတန်းပြတ်တယ်ဗျာ game flash ကိုလည်းဒီဘက်မှာကျွန်တော် deep pro ပြန်ထိနေရတယ်မှာလုံးဝမရောက် winner crown နဲ့ပြန်ခဲ့တယောက်ထဲလိုက်မယ် juno နောက်မှာ pa ကိုယ်ကလည်းနော်ဖလက်ကိုင်းတော့တိုင်းဆိုမဲ့ဖော့မလိုက်ကြဂျူနိုနောက်ကပြေးအိမ်တိုင်းနဲ့ပဲရှက်တောင်းကင်ဂျူနိုပြန်ကြရပြ3 man down တော့ရှော့ mstop paper ချက်ကူဒီ order ကလည်းကိုင်းတဲ့ခုမှာရှိစုလော့တာပြီးယူလို့တိတ်မရှိတော့ပြဖာလာဒင်းစတော့ကတ်မှာ 8.4k ဖန်အက်စကျူရှင်နဲ့ဘက်လိုက်မှာ 4v2 လေးပဲ slash ပြမှာ king flash ပြန်ရခဲ့မယ် monster king နဲ့ last floor order ကိုင်းတဲ့ခုမှာတော့တောက်ကြတဲ့ဖန်တောင်းလို့ကျူးစ စတင်ပြီးတော့ဥဆောင်ထားလိုက်ပြီလည်းဖြစ်ပါတယ်။ဟုတ်ပါတယ်။နောက်ကျွန်တော်တို့ဒါတကယ်ကိုတည့်ရလက်ပါတဲ့ game play တွေကို Flaring နေတဲ့ဒီတပွဲစမှာတိဆောက်လာနိုင်ခဲ့တယ်လို့ပဲကျွန်တော်တို့ဟာသုံးသပ်ရတော့မှာပဲဖြစ်ပါတယ်။မသိစီတင်ဘူရဲရဲ့နော်ဘလိုလဲလို့မေးမဲ့ကလေးအနေနဲ့ဒီတပွဲစမှာဒီ Bro ရဲ့ Hero နဲ့သွားပြီးတော့ထိတွေ့မှုတွေရှိခဲ့တယ်။ဒါမှလည်းအလုပ်တော့မဖြစ်ခဲ့ဘူးဆို